မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စရမရဲတင်ချာတွဲနဲ့ကအခန်းတည်းစာမျက်နှာရှက်ကတသက်သမငါပြင်ကြီးပုံများ plain figures ပဲဖြစ်ပါတယ်ဒုပုံအချို့သည်ပြင်ကြီးမျက်နှာပြင်များဖြင့်ဖွဲ့စည်းထားသည်ကိုတွေ့ရသည်ရှေ့မှာဆရာမတို့ဒုပုံတွေလေ့လာခဲ့ပြီးပြီအဲ့ဒီဒုပုံတွေမှာပြင်ကြီးမျက်နှာပြင်တွေနဲ့ဖွဲ့စည်းထားတာကိုဆရာမတို့သိခဲ့ပြီးပြီဟုတ်ပြီနော် ဒါမန်စတူကန်တောင်ကုရတုံနှင့်ဒုချန်တို့ဤမျက်နှာပြင်များအားလုံးသည်ညင်ညာပြန့်ပြူးနေကြပြီးလုံးရှည်ဤထိတ်ဝမျက်နှာပြင်နှစ်ဖက်နှင့်ကရော့ချွန်ဤအခြေမျက်နှာပြင်များသည်လည်းညင်ညာပြန့်ပြူးနေကြသည်ထို့ထို့ညင်ညာပြန့်ပြူးနေသောမျက်နှာပြင်ရှိသည့်ပြင်းပြင်းမျက်နှာပြင်းများပေါ်၌ဆွဲသားထားသောပုံများကိုပြင်းပြင်းပုံများဟုခေါ်သည်။ဟုတ်ပြီပြန်ပြောပါမယ်။ဒုပုံနေဒုပုံနေဆိုတော့ဘာတွေလဲဆိုရင်ဒေါမန်စတူကန်တုံကုပါရုံနဲ့ဒုဂျွန်ဒီရဲ့မျက်နှာပြင်အားလုံးကညင်ညာတယ် လုံးရှည်မှာလည်းဆရာမတို့အဲဒီတိတိပြီးပြီထိဝမျက်နှာပြင်နှစ်ခုကနှစ်ခုရဲ့ကရော့ချွန်ရဲ့အခြေမျက်နှာပြင်ကညညာပြန့်ပြူးတယ်အဲ့လိုညညာပြန့်ပြူးတဲ့မျက်နှာပြင်တွေရှိတယ်ဘီညီမျက်နှာပြင်ပေါ်မှာဆွဲထားတဲ့ပုံတွေကိုဘီညီပုံများဟုခေါ်ပါသည်တဲ့တတသမ၅တတသမ၁မှာ Stugan Squadrilateral မြင်းပိုင်း၄ခုဖြင့်ပေါင်ခတ်ထားသောပြင်းကြီးပုံကို Stugan ဟုခေါ်သည်အောက်ပါပုံများသည် Stugan များဖြစ်ကြသည်တဲ့မြင်းပိုင်း၄ခုနဲ့မြင်းပိုင်း၁ခု၂ခု၃ခု၄ခုမြင်းပိုင်း၄ခုနဲ့ဖွဲ့စည်းထားတဲ့ဆိုလို့ရှိရင်သူ့ကို Stugan လို့ခေါ်မယ်ဟုတ်ပြီနော်အဲ့တော့ဒါဒီ Dogman Stugan ဒါက Stugan ဆိုသိပြီးပြီကလေးတို့ကအနားတွေပြိုင်နေလို့ရှိရင်အနပြိုင် Stugan ဒါဒီ Trapezium Sombon Rambet ဟုတ်ပြီနော်အဲ့တော့ဘုဂံ ဘဟုကံဒီပိုလီဂွန်တစ်တတမငါရတမနဲ့ကဘဟုကံတရိကံစတုကံပြစ္ဆကံစတ္ထကံအဋ္ဌကံတရိကံတစ်ခုကိုမြင်ပိုင်း၃ခုဖြင့်ပေါင်းခတ်ထားပြီးစတုကံတစ်ခုကိုမြင်ပိုင်း၄ခုဖြင့်ပေါင်းခတ်ထားသည်ဒါသိပြီးသားကိစ္စတွေဟုတ်ပြီနော်တရိကံမှာမြင်ပိုင်း၃ခုနဲ့ပေါင်းခတ်ထားတယ်စတုကံမှာမြင်ပိုင်း၄ခုနဲ့ပေါင်းခတ်ထားပါတယ်တဲ့အဲ့တော့၄ခုထက်ပိုသောမြင်ပိုင်းများဖြင့်ပေါင်းခတ်ထားသော ပြည်ညီပုံများကို၄ခုထက်ပိုတဲ့ မြင်းနေနဲ့ဘောင်ခတ်ထားတဲ့ပြင်းကြီးပုံတွေကိုပြစ်ဆက်ကန်ဆက်ထက်ကန်အထက်ကန်စသဖြင့်ခေါ်ပါသည်တဲ့အဲ့တော့ပြစ်ဆက်ကန်ဆိုရင်၅ခုမြင်းပိုင်း၅ခုရှိမယ်၁၂၃၄၅ဆက်ထက်ကန်ဆိုရင်၆ခုရှိမယ်၁၂၃၄၅၆အထက်ကန်ဆိုရင်၈ခုရှိမယ်၁၂၃၄၅၆၇၈လို့မျိုးပါနော်မြင်းပိုင်း၄ခုထက်ပို့လို့ရှိရင်ဒီမှာပြစ်ဆက်ကန်ဆက်ထက်ကန်အထက်ကန်ဆိုပြီးတော့ခေါ်ပါမယ်တဲ့ဟုတ်ပြီနော် အဲ့တော့ရေပူရအဖြစ်မြင်းပိုင်းများအဖြစ်ပေါင်ခတ်ထားသောဘီမီအီပုံများကိုဗဟုကံအခုခေါ်ပါသည်တဲ့အဲ့တော့ဘလို့ပဲဖြစ်နေဖြစ်နေပေါ့နော်များသောအဖြစ်ဒီမြင်းပိုင်းတွေမြင်းပိုင်းတွေနဲ့ပေါင်ခတ်ထားပြီဆိုကြတဲ့ကသူ့ကိုဗဟုကံလို့ခေါ်မယ်အဲ့ဒီထဲမှာမှမြင်းပိုင်း၃ခုဆိုရင်တိကံ၄ခုဆိုရင်စတုကံ၅ခုဆိုရင်ပစ္စကံ၆ခုစတက်ကံ၈ခုအထက်ကံအစသည်အဖြစ်အဲ့လိုမျိုးခေါ်ပါမယ်ဟုတ်ပြီနော် မြင်းပိုင်းတစ်ခုမြင်းပိုင်းတစ်ခုစီကိုအနာ slide 2ခေါ်ပြီးအနာနှစ်ခုဆောင်ရနေရာကိုထိတ်ဆုံးမှာ vertex လို့ခေါ်ပါတယ်ရပြီနော်ဟောပြီးဒါဆင်းလေးချိန်ငန်းသွားရအောင်လေချိန်ငန်းတက်တမ5မှာစတုဂန်တစ်ခုတွင်အနာမြင်းများရှိသည်နိ ဲ့တော့စတုဂံတစ်ခုမှာအနား၄နာရှိတယ်ဒါသိပြီသားဟုတ်ပြီနော်အဲ့တော့စတုဂံတစ်ခုတွင်အနား၄နာရှိပါသည်စတုဂံတစ်ခုတွင်ထိတ်ဆွမှတ်မြည်များရှိတယ်နီးအနား၄နာရှိလို့ရှိရင်အပေါ်မှာပြောထားပြီးသားအနားနှစ်ခုဆုံးရနေရကိုထိတ်ဆွမှတ် vertex လို့ခေါ်တယ်ဆိုပြီးတော့အပေါ်မှာပြောထားပြီးသားဟုတ်ပြီနော်အနားနှစ်ခုဆုံးရနေရကိုထိတ်ဆွမှတ် vertex လို့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စတုဂံမှာဒီအနား၄နာရှိတဲ့အတွက်ကြောင့်မလို့နှစ်နာနှစ်နာစီဆုံးတာဖြစ်လို့သူကလည်းထိတ်ဆွမှတ်က၄မျိုးရှိမယ် တင်သိသောပြင်းကြီးပုံ၃မျိုး၏အမိများကိုဖော်ပြပါရစေ။အဲ့တော့ပြင်းကြီးပုံ၃မျိုးရဲ့အမိအဲ့တော့ဒီမှာဗာရေးရတယ်သတိကံရေးရင်လည်းရတယ်သတိကံစတုကံပစ္စကံစတ္ထကံအထကံဒါပြင်းကြီးပုံတွေပဲကိုကြိုက်တဲ့၃ခုကိုရေးလိုက်ပါ။ဒါမှစတုကံဒုံတစ်ခုတွင်အနာမည်များရှိတယ်နိ။ဒါမှစတုကံဒုံနော်ဒါမှစတုကံတစ်ခုမှာတော့အနာ၄ခုဒါမှစတုကံဒုံမှာဒီအနာက၁၂ခုရှိပါမယ်။အနာဒီ၁၂နာရှိမယ်။ ညီညီမျက်နှာပြင်6ခုပါသောပုံနှမျိုးကိုဖော်ပြပါညီညီမျက်နှာပြင်6ခုပါတဲ့ပုံဟုတ်ပြီအဲ့တော့ညီညီမျက်နှာပြင်6ခုပါတဲ့ပုံဒီဒေါမန်စတူဂန်တုံးဖြစ်မယ်ခုပါတုံးဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့သူ့ကိုဆွဲကြည့်လို့ရှင်ဆရာမတော့ပေးတယ်မပေါ့အကျဉ်းအဖြစ်ဒီလိုလေးဆွဲလိုက်မယ်ဟုတ်ပြီနော်ဒါဒီဒေါမန်စတူဂန်တုံးသူမှာမြင်းကြီးမျက်နှာပြင်6ခုပါတယ်။ဒေါမတ်စတူဂန်တော့ ဟလာခုဘာတော့ကလည်းအဲ့လိုပဲဆွဲရမယ်သူကဘီမီမြင့်နေပြင်6ခုပါတယ်အတူတူပဲအဲ့တော့ရှေ့မှာဆရာမကဥပမာလေးနဲ့တခါလေးပြောထားပြီးသားဟုတ်ပြီနော်အဲ့တော့ဆရာမတို့ကြီးမှာဥပမာပေးရမယ်ဆိုလို့ရှိရင်ဘီညီမြင့်နေပြင်6ခုပါတော့ပုံနှပုံကိုဖော်ပြပါလို့ဆိုရင်ဘီညီမြင့်နေပြင်6ခုပါတယ်ပုံနှပုံကတောက်မစတူဂန်တုံးမှာလည်းဘီညီမြင့်နေပြင်6ခုပါမယ်ခုပါတော့မှာလည်းဘီညီမြင့်နေပြင်6ခုပါပါမယ်တဲ့ နံပါတ်6ကဒေါမန်စတူဂန်စတူရန်နဲ့ပြစ်စကန်တို့ဤပုံချမ်းတစ်ခုစီကိုဆွဲပါ။ဒါကလေးတို့သိပြီသားဒေါမန်စတူဂန်ဆိုအနာလီနာနဲ့ဖွဲ့စည်းမယ်။စတူရန်ဆိုရင်အနာလီနာနဲ့ဖွဲ့စည်းပြီးတော့လေးနာရဲ့အလျားသည်တူညီပါမယ်။ပြစ်စကန်သည်အနာငါးနာနဲ့ဖွဲ့စည်းထားတဲ့ဒီပုံကလေးတစ်ပုံဖြစ်ပါတယ်။ဒါဆိုရင်ဒါလေးတွေကိုပုံချမ်းတစ်ခုစီဆွဲပါဆိုတော့ပုံဆွဲလိုက်ရုံပါပဲ။ဟုတ်ပြီနော်။တိတိတမ6ဒုပုံနဲ့ဘင်းကြီးပုံဆက်နွယ်မှု။ ဒုပုံဆံမလို့ရှိမှဒုပုံလေးလာခဲ့ပြီးပြီးဒါကားပြင်းကြီးပုံဒုပုံရဲ့ပြင်းကြီးပုံရဲ့ဆက်နွယ်မှုကိုကြည့်ပါမယ်ဒီတစ်ခါကျရင်တော့ဒုဂျွန်နဲ့တတိကံရဲ့ဆက်နွယ်မှုကိုကြည့်မယ်ဒုဂျွန်မှာစတုယံဒုဂျွန်စတုယံဒုဂျွန်ဒီဒီအောက်မှာဒီစတုယံလေးဖြစ်နေတယ်ဗောနော်အနာလေးနာရှိတယ်ဒါကစတုယံဒုဂျွန်ဒါဒီတတိကံတတိကံရဲ့အနာဒီတနာနှစ်နာသုံးနာရှိမယ်အနာသုံးနာဒါကထိတ်စွန်မှတ်ဟုတ်ပြီနော်ထိတ်စွန်မှတ် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ်ပုံပစ်တတမ30တွင်စုရန်ဒုဂျွန်တစ်ခုနဲ့၎င်းဤဘေးမျက်နှာပြင်တစ်ခုကိုပြထားသည်ဘေးမျက်နှာပြင်တစ်ခုစီသည်မြင်းပိုင်း3ခုဖြင့်ပေါင်ခက်ထားသောတိရိကံပုံဖြစ်သည်ဒီကတိရိကံဆိုတာကသူ့ရဲ့မျက်နှာပြင်တစ်ခုကိုပြောတာအဘယ်နော်အဲ့ဒီမျက်နှာပြင်ကလေးကိုထုတ်လိုက်တဲ့အခါမှာသူကဘာဖြစ်သွားလဲဆိုတော့ဘင်းညီပုံတစ်ခုဖြစ်သွားပြီဘင်းညီပုံဟုတ်ပြီနော်ဘင်းညီပုံမှာတိရိကံပုံကလေးတစ်ခုဖြစ်သွားပြီအဲ့မှာအနာသုံးနာရှိမယ် vertex တွေ3ခုရှိမယ် အဲ့လိုမျိုးပေါ့နော် vertex သုံးခုရှိမယ်ဒါလည်းပြောထားတယ်။နောက်တစ်ခုက downman stucan down နဲ့ downman stucan downman stucan down ဒါမျက်နှာပြင်6ခွဲရှိမယ်။ အဲ့ဒီကနေပြီးတော့မျက်နှာပြင်တစ်ဖက်ကြီးဒေါမန်စတူကန်ပြင်းကြီးပုံဒေါမန်စတူကန်ဒီမှာထိတ်ဆွဲမှတ်ကလေး1 2 3 4 4ခုရှိမယ်အနာက1 2 3 4 4နားရှိအဲ့လိုမျိုးဒီမျက်နှာပြင်တွေကဒီမှာ6ခုရှိနေမယ်ဟုတ်ပြီနော်ဒါကကြတော့ဒေါမန်စတူကန်တုံးဒုပုံဖြစ်ပြီးတော့သူကကြတော့ပြင်းကြီးပုံဒေါမန်စတူကန်နောက်တစ်ခုကကုဘရုံနဲ့စတူယန်ဒါကုဘရုံမှာလည်းအမျက်နှာပြင်တစ်ဖက်တည်းစတူယန်ပုံဖြစ်တယ် အရောစတူရန်မှာအနာလေးနာရှိမယ်ထိဆုံးမဲ့လေးခုရှိမယ်။ဟာမင်းတို့ရဲ့မျက်နှာပြင်တစ်ဖက်သေးစတူရန်အရောစတူရန်မျက်နှာပြင်နေနဲ့ဖွဲ့စည်းထားတာကဥပအတုံးလုံးရှည်နဲ့ဆဝိုင်းစီလင်ဒါနဲ့စာချုံနဲ့လုံးရှည်ဒါလုံးရှည်ပုံဖြစ်တဲ့လုံးရှည်ရဲ့မျက်နှာပြင်ဒီအပေါ်မျက်နှာပြင်ရဲ့ဒီအောက်ကအခြေအခြေမှာရှိတဲ့မျက်နှာပြင်တစ်ခုသည်ဆဝိုင်းပုံဖြစ်တယ်။ဟာမင်းတို့ကအနာလေးပေါ့နော်။ဒါဆိုရင်ဒီမှာဖတ်ကြည့်အောင် ပုံတက်တက်မှ73ကျင်းလုံးရှည်တစ်ခုနဲ့ ထို့လုံးရှိထိတ်တစ်ဖက်မှမျက်နှာပြင်တစ်ခုပြထားသည်ထိတ်မျက်နှာပြင်တစ်ခုရှိသည်အဝိုင်းပုံစံရှိသည်စဝိုင်းဖြစ်သည်အဲ့တော့ဒီမျက်နှာပြင်တစ်ခုစီတွေကဘာဖြစ်လဲဆိုတော့အဝိုင်းပုံစံဖြစ်နေတဲ့စဝိုင်းကလေးတွေဖြစ်ပါတယ်လက်ချိန်ငယ်တဲ့တသမာချာတိကံတစ်ခုတွင်အနာမြင်များရှိတယ်နေဒါလွယ်လွယ်လေးတိကံတစ်ခုတွင်အနာသုံးနာရှိပါသည်နံပါတ်1ကတိကံတစ်ခုတွင်ထိတ်ဆွမ်းမှတ်မြင်များပါသည်တိကံတစ်ခုတွင်ထိတ်ဆွမ်းမှတ် သုံးခုပါပါသည်နံပါတ်3နောက်မှစတုဂန်တစ်ခုတွင်ထိတ်ဆွမ်းမှတ်မည်များရှိသည်နှင့်နောက်မှစတုဂန်တစ်ခုတွင်ထိတ်ဆွမ်းမှတ်၄ခုရှိပါမည်နံပါတ်၄ဒေါမန်စတုဂန်တခုတွင်အလျားတူညီသောအနာများရှိပါသလားတဲ့အဲ့တော့ဒေါမန်စတုဂန်မှာအလျားတူညီတဲ့အနာတွေရှိသလားအဲ့တော့ဆင်မပုံဆွဲပြမယ်နော်အဲ့တော့ပုံကိုတော့ဆင်မအကျဉ်းအဖြစ်ဆွဲပါမယ်ဒါဒေါမန်စတုဂန်ဖြစ်သွားပြီ ဒီတော့မစတူဂန်မှာအလျာတူညီတဲ့အနားတွေရှိသလားဆိုတော့ရှိပါတယ်။အလျာတူညီတဲ့အနားတွေရှိတယ်။ဒီမျက်နှာချင်းဆိုင်နေတဲ့အနားနှစ်ဖက်ကအလျာတူတယ်။ဒီမျက်နှာချင်းဆိုင်နေတဲ့အနားနှစ်ဖက်ကအလျာတူတယ်။ဒါကြောင့်မလို့ဒေါမန်စတူဂန်မှာမျက်နှာချင်းဆိုင်အနားတွေရဲ့အလျာတူညီပါတယ်။အဲ့တော့ဘာတွေတူတယ်လဲလို့မမေ့ထားဘူး။ ။နောက်မှစတုဂံတစ်ခုတွင်အလျားတူညီသောအနာများရှိပါသလားလို့မေးတာဆိုတော့ရှိတယ်ဆိုတဲ့အကြောင်းပဲဖြေပါမယ်။နောက်မှစတုဂံတစ်ခုတွင်အလျားတူညီသောအနာများရှိပါသည်။စတုယံတစ်ခုတွင်ထိတ်ဆွမတ်မြင်ရပါသည်။စတုယံတစ်ခုတွင်ထိတ်ဆွမတ်လေးခုပါပါသည်။စတုယံတစ်ခုတွင်အနာမြင်များရှိသည်နှင့်စတုယံတစ်ခုတွင်အနာလေးနာရှိပါသည်။စတုယံတစ်ခုတွင်အလျားမတူညီသောအနာများရှိပါသလားအဲ့တော့စတုယံမှာဆိုရင်အလျားမတူတဲ့အနာတွေမရှိဘူး အဲ့တော့ student လို့ပြောလို့ရှိရင်သူကအနာလေးနာလုံးတူညီနေရမှာနော်အနာလေးနာလုံးတူရမယ်ဥပမာဒါ5 cm နဲ့ဆွဲမယ်ဆိုရင်ဒါအကုန်လုံး5 cm နဲ့ပဲတိုင်းပြီးတော့မှဆွဲရမယ်ဟုတ်ပြီနော်ဒါကြောင့်မလို့အလျားမတူတဲ့အနာသည် student မှာမရှိပါဘူးအဲ့တော့ student တွင် ။စတူရန်တစ်ခုတွင် အလျားမတူသောအနားများမရှိပါ။နံပါတ်၈ကစတူရန်တစ်ခုနဲ့တောက်မှန်စတူကန်တစ်ခုမိတို့ခြားနာတယ်နီးတဲ့အဲ့တော့ဒါဘလို့ခြားနာလဲဆိုဆံမတို့ဒီဒီတောက်မှန်စတူကန်မှာဆိုလို့ရှိရင်မျက်နှာချင်းဆိုင်အနားတွေရဲ့အလျားတူတယ်စတူရန်မှာဆိုလို့ရှိရင်အနားလေးနားလုံးရဲ့အလျားတူပါတယ်ဆိုတာလေးကိုပဲရေးပေးမယ် ဟုတ်ပြီနော်အဲ့တော့နံပါတ်4သင်ပတ်ဝန်းကျင်မှာတတိကံပုံစံတိုင်းရှိသည့်ရုပ်ဝတ္ထုပစ္စည်းနှမျိုးကိုခေါ်ပြပါကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တတိကံပုံစံရှိတဲ့ရုပ်ဝတ္ထုပစ္စည်းနှမျိုးကတော့ကျင့်တွေပေါ့နော်ကျင့်တွေလည်းတတိကံပုံစံရှိတယ်အဲ့ဒါဒီမှာဆက်မရေးပေးလိုက်မယ်ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ ကျင်တွယ်ပုံစံတန်ရှိတဲ့ဒီတတိကံပုံစံတန်ရှိတဲ့ဟာတွေကကျင်တွယ်တွေရှိမယ်ကျင်တွယ်မှာလည်းကလေးတို့စီမှာလည်းပါပေးသားဒါ30ဒီဂရီရယ်60ဒီဂရီရယ်90ဒီဂရီပါတယ်ကျင်တွယ်ရယ်55ဒီဂရီ55ဒီဂရီရယ်90ဒီဂရီပါတယ်ကျင်တွယ်ရယ်ဒါပဲရှိမယ်ဟုတ်ပြီနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတတိကံပုံစံတွေကအဲ့ဒါပဲရှိမယ်နောက်တစ်ခုကနံပါတ်30သင်ဗလာစာအုပ်အဖုံးဒီစတူယန်ပုံဖြစ်ပါသလားအဲ့တော့ဗလာစာအုပ်အဖုံးကတော့စတူယန်ပုံမဟုတ်ပါဘူးဒေါမန်စတူကန်ပုံသာဖြစ်ပါတယ်ဟုတ်ပြီနော် အဲ့တော့ជីជីပါကိုယ်တိုင်လည်းជីជីပါဘေးအနားဒီအာဂျီပေါ့နော်အနားဒီရဲ့မျက်နှာချင်းစာအနားတွေဒီဘက်အနားနဲ့ဒီဘက်အနားနဲ့အလျားတူမယ်ဒီဘက်ကအောက်ဘက်ကအနားနဲ့အပေါ်ကအနားနဲ့အလျားတူမယ်ပေါ့နော်ဒါဆိုသူကဘာပုံဖြစ်သွားလဲဆိုတော့ဒေါမန်စတူဂန်ပုံဖြစ်သွားပါပြီစတူယန်ပုံမဟုတ်ပါဘူးစက်တက်ကစတူယန်ပုံတဲ့ရှိသည့်ရုပ်ဝတ္ထုပစ္စည်းနှမျိုးကိုဖော်ပြပါအဲ့တော့စတူယန်ပုံတဲ့ရှိတဲ့ရုပ်ဝတ္ထုပစ္စည်းလို့ပြောလို့ရှိရင်အနားလေးနားလုံးတူနေရမယ် ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဒီများရောအဖြစ်တွေ့တာကတော့ကျွေးပြားတွေပေါ့ကျွေးပြားတွေမှာရှိမယ်အဲ့တော့ strain ပုံစံဝတ္ထုတွေထဲမှာဆရာမတို့ဘာဖြစ်သွားရည်လဲဆိုတော့ကျွေးပြားတွေရှိမယ်နော်ကြောက်ပြားတွေရှိမယ်ပြီးတော့မှနှာရည်တွေပေါ့နှာရည်တွေဆိုရင်တချို့ကဒီ dominant strain ပုံစံတွေလည်းရှိပေမယ့်ညာတော့အဖြစ် strain ပုံစံလေးတွေလည်းရှိမယ် အဲ့ပြီးတော့ mastery ရပုံစံပစ္စည်းတွေကတော့အများကြီးပဲပေါ့နော်ဥပမာပရင်ပေါက်ဆိုလို့ရှိရင်လည်းဒီအလျားအနှံနေဒူတာတွေရှိမယ်ပေါ့တချို့ပရင်ပေါက်တွေပေါ့နော်တချို့တွေကြတော့ဒီ mastery ပုံစံတွေဖြစ်မယ်ပေါ့အလျားကရှိနေတာမျိုးတွေရှိမယ်ပေါ့ဒါတော့ဆရာမတို့ဒီစဉ်းစားပြီးမှအာဖြည့်ကြည့်မယ်ပေါ့နော်တချို့ကားချက်လေးတွေလို့ဆိုလို့ရှိရင်လည်း mastery ပုံစံဖြစ်ထားတာလေးတွေရှိတယ်ဒါမျိုးလေးတွေပေါ့နော် နောက်တစ်ခုကနံပါတ်7 3 gam ပုံနောက်မှ2 gam ပုံရှင်ရန်ပုံကိုဆွဲပြီးအမိများနဲ့ရှင်သွဲဖော်ပြပါဒါကတော့ကလေးတို့ဆွဲရမယ်ဟုတ်ပြီနော်။အောက်မှာဆက်ကြည့်အောင်နောက်မှ2 gam ထုံပေးထားတယ်။နောက်မှစတူဂန်တုံးမှာထိတ်ဆွမ်းမက်အရေအတွက်အဲ့တော့ဆရာတို့ရေသွက်ကြည့်အောင်ထိတ်ဆွမ်းမက်၈ခုရှိတယ်အဲ့တော့ဒီမှာဂျင်းနဲ့၃လေးဒီဘက်မှာဒီဒီဘက်တစ်ချမ်းမှာ၄ခုရှိမယ်ဒီဘက်တစ်ချမ်းမှာဂျင်းနဲ့၃လေး၄ခုရှိမယ်ထိတ်ဆွမ်းမက်က၈ခုရှိမယ်အနာဆောင်အနာဆောင်ဒီဒီမှာ၄ခုရှိမယ် ၄၄၃၄၅၆၇၉၁၁၁နဲ့နားဆောင်က၁၂ခုရှိတယ်။ဟုတ်ပြီလား။နောက်တစ်ခုကမျက်နှာပြင်အရည်အတွက်မျက်နှာပြင်ကတော့မျက်နှာပြင်၆ခုနဲ့ဖွဲ့စည်ထားတယ်။ဒီရှေ့မှာတစ်ခုနောက်မှာတစ်ခုအပေါ်မှာတစ်ခုအောက်မှာတစ်ခုရဲ့ဒီဘက်ဘေးဒီဘက်ဘေးရဲ့အဲ့တော့သူ့ရဲ့ပုံစံကိုကလေးတို့ကသိကျင်လို့ရှိရင်အဲ့လိုမျိုးပုံစံဘူးတွေရှိနေပေါ့နော်အဲ့ဒီဘူးတွေမှာသွားပြီးတော့မှကြည့်ကြည့်ပါဥပမာပေါ့အဲဒီဖက်နဲ့ထဲတဲ့ဘူးတွေတို့ အဲ့အမျိုးဆိုလို့ရှိရင်ထိဆမှတ်ကဘယ်နှခုရှိတယ်အလျားကဘယ်နှခုရှိမယ်မျက်နှာပြင်ကဘယ်နှခုရှိမယ်ဆိုတော့တေချာလေးတည်သွားမယ် နောက်တစ်ခုကကုဘတုံကုဘတုံကိုဆရာမပြထားပြီးသားဟုတ်ပြီနော်သူကလည်းတူတူပဲထိဆွတ်မှတ်အရေးအတွက်က၈ခုရှိမယ်၁၂၃၄၅၆၇၈အနားဆောင်အရေးအတွက်က၁၂ခုရှိမယ်မျက်နှာပြင်၆ခုနဲ့ဖွဲ့စည်းထားတယ်ဟုတ်ပြီနော်စတူရန်မျက်နှာပြင်၆ခုနဲ့လုံးရှည်မှာထိဆွတ်မှတ်မရှိပါဘူးထိဆွတ်မှတ်မရှိဘူးဟုတ်ပြီနော်ညညာပြန့်ပြူတဲ့မျက်နှာပြင်၂ခုရှိမယ်ဒီမှာတစ်ခုရှိတယ်ညညာတဲ့မျက်နှာပြင်ဂျီအောက်ဆုံးမှာတစ်ခုရှိမယ်ညညာပြန့်ပြူတဲ့မျက်နှာပြင်တစ်ခုရှိမယ်ပြီးတော့မှခုံးနေတဲ့မျက်နှာပြင်တစ်ခုရှိတယ်ဒါလေးကိုပြောတာ ါကခုံးနေတဲ့မျက်နှာပြင်တစ်ခုရှိတယ်။ Y ဆက်တော့အနာဆောင်အနာဆောင်ဒီဒီမှာတစ်ခုဒီမှာတစ်ခု။အော်ဘယ်နဲ့ဒီဘက်ကမျက်နှာပြင်နဲ့ဒီဘက်ကမျက်နှာပြင်နဲ့တွေ့တဲ့နေရာဒီဒီမှာ Y ဆက်တဲ့အနာဆောင်နှစ်ခုရှိမယ်။ကြော့ချွန်ကြော့ချွန်မှာထိတ်ဆုံးမှတ်တစ်ခုရှိမယ်။ ဝိုင်းဆက်တဲ့အနားဆောင်ကတခုမဝိုင်းဆက်တဲ့အနားဆောင်တခုရှိမယ်။ညညာပြန့်ပြူတဲ့မျက်နှာပြင်တခုရှိမယ်။ဒီအောက်ကမျက်နှာပြင်ကိုပြောတာ။ညညာပြန့်ပြူတဲ့မျက်နှာပြင်တခုရှိမယ်။ခုံးနေတဲ့မျက်နှာပြင်ဆိုတာဒါလေးကိုပြောတယ်။ဒီမှာခုံးနေတဲ့မျက်နှာပြင်တခုရှိမယ်။ဟုတ်ပြီနော်။လေးမျက်နှာတို့ လေးမျက်နှာတို့ဆိုအခြေမှာအနားဆောင်၃ခုနဲ့ဖွဲ့စည်းထားတယ်အခြေမှာ၁၂၃အနားဆောင်၃ခုနဲ့ဖွဲ့စည်းထားတယ်သတိကံနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ညီညာပြန့်ပြူတော့သတိကံမျက်နှာပြင်၄ခုရှိမယ်ဘလို့လို့ပြီး၄ခုရှိတာလဲဒီမှာဒီဘက်မှာတစ်ခုရှိမယ်ဒီဘက်မှာတစ်ခုရှိမယ်ဒီအောက်ကတစ်ခုရှိမယ်ဟိုဘက်မှာဆင်မမမြင်ရတဲ့အချမ်းကလေးတစ်ချမ်းရှိမယ်အဲ့ဒီမှာတစ်ခုရှိမယ်ဟုတ်ပြီနော်အဲ့တော့ညညာပြန့်ပြူတဲ့မြင့်အဲတတိကံအမျက်နဲ့ပြင်၄ခုရှိမယ်အခြေဒီတတိကံပုံဖြစ်တယ်တဲ့ အခြေမှသတိကံပေါ်အနာသုံးခုနဲ့ဖွဲ့စည်းထားတယ်။စတုရဲ့အတုချက်မှာအခြေတွင်အနာဆောင်၄ခုရှိတယ်။အခြေမှာအနာဆောင်တစ်ခု၊၂ခု၊၃ခု၊၄ခုဆိုတော့သူကအခြေသည်စတုရန်ပုံဖြစ်တယ်။ဒါစတုရန်ပုံနဲ့ဖွဲ့စည်းထားတယ်။ညီညာပြန့်ပြူတော့သတိကံမျက်နှာပြင်၄ခုရှိမယ်။တခုဒီဘက်ကတခုဒီဘက်ကတခုဟိုဘက်ကနေတက်လာတယ်တခုအနာလေးနားနေတက်လာတယ်တတိယံ၄ခုရှိမယ် အဲ့ဒါပြီးတော့မှ student ဘုံမျက်နှာပြင်ကတော့တစ်ခုရှိမယ်အဲ့တော့ဒီမှာမှတ်ထားရမှာဒီအခြေဒီ student ဖြစ်တဲ့ student မှာအနာလေးနာပါတယ်ပြီးတော့မှဒါ student မျက်နှာပြင်တစ်ခုရှိမယ်အဲ့ဒီ student ကနေတက်လာတဲ့ကြည်ခံနေလေးခုရှိမယ်ဒီမှာစုံမယ်ထိတ်စွန်မှတ်ကတစ်ခုရှိမယ်အဲ့တော့ဒီမှာမျက်နှာပြင်သတိခံရည်ရဲ့မျက်နှာပြင်ကလေးခုရှိမယ်ဆက်လုံးဟုတ်ပြီဆက်လုံးမှာအနာဆောင်မရှိပါ ခုံ၍ချောမွတ်နေတော့မျက်နှာပြင်တစ်ခုသာရှိတယ်။သူ့မှာဒီမျက်နှာပြင်တစ်ခုပဲရှိတယ်။ခုံပြီးတော့မှချောမွတ်နေတဲ့မျက်နှာပြင်တစ်ခုရှိတယ်။နောက်တစ်ခုတတိကံကိုမြင်းပိုင်း၃ခုဖြစ်၎င်းစတုကံကိုမြင်းပိုင်းမြင်းပိုင်း၄ခုဖြစ်၎င်းမြင်းပိုင်း၃၄၅စသဖြင့်အဖြစ် ပေါင်ခက်ထားသောပြင်းကြီးပုံမြောက်ဘဟုကံခေါ်သည်သိကံစတုကံတို့သည်ဘဟုကံများဖြစ်ကြသည်တဲ့ဟုတ်ပြီအဲ့တော့ပြန်ပြောပါမယ်သတိကံကိုမြင်ပိုင်း၃ခုနဲ့ဖွဲ့စည်းထားတယ်စတုကံကိုမြင်ပိုင်း၄ခုနဲ့ဖွဲ့စည်းထားတယ်မြင်ပိုင်း၃ခု၄ခု၅ခု၆ခုစသဖြင့်ပေါ့နော်၈ခုဒါတွေနဲ့ဖွဲ့စည်းထားတယ်ဆိုရင်သူ့ကိုဘဟုကံလို့ခေါ်မယ်သတိကံနဲ့စတုကံနဲ့လည်းဘဟုကံနေပဲဖြစ်ပါတယ်တဲ့အားလုံးကဘဟုကံနေပဲ၃ခုကနေစပြီးတော့ဖွဲ့စည်းလိုက်တဲ့ဘဟုကံနေဖြစ်တယ်ဒါပေမဲ့တစ်ခုချင်းစီကိုကြတော့သတိကံဆိုရင် အာဒါ၃ခုဆိုရင်3ကန်၄ခုဆိုရင်2ကန်ဟုတ်ပြီလားဒါမိလေးတွေခေါ်တာပေါ့ဒါဆိုရင်ဒီနေ့ဒါဆရာမတို့အခန်း၁ကိုပြီးသွားပြီဟုတ်ပြီနော်နောက်ဗီဒီယိုမှာဆက်ပြီးတော့မှအခန်း၁ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် like comment subscribe လုပ်ပေးပါရှင့်ကျေးဇူးပြုပြီးတော့ဖြစ်နိုင်လို့ရှိရင် VPN လေးနဲ့ကြည့်ပေးပါရှင့်ကျေးဇူးများကြီးတင်ပါတယ်